ကဲဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်က Chelsea ရဲ့ဒါ Conference League Semi-final ပွဲစဉ်တစ်ပွဲဖြစ်တယ်။အဲ့တော့ Chelsea နဲ့ကျွန်တော် Dija Garden တို့ရဲ့ပွဲလေးကိုပွဲချုပ်သုံးသပ်ချက်လေးဒါကျွန်တော်ရဲ့အမြင်လေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Chelsea အသင်းကအခုလက်ရှိ Premier League မှာ တော်တော်လေးရုန်းကန်နေရတယ်ဆိုပေမဲ့အခုလက်ရှိ conference league မှာတော့သူ့ရဲ့လမ်းကြောင်းကဖြောင့်ဖြူးနေသေးပဲကျွန်တော်တစ်ဖက်မှာဆိုလို့ရှိရင်လည်းအခုလက်ရှိမှာဆိုလို့ရှိရင်တော့ semi final အဆင့်ကိုရောက်သွားပြီ semi final အဆင့်ကသူနဲ့တွေ့မဲ့အသင်းကလည်းဘာအသင်းမှမဟုတ်ဘူးကျွန်တော် Sweden club အသင်းတစ်သင်းဖြစ်တယ် Sweden သူ့ရဲ့ league မှာဆိုလို့ရှိရင်လည်းအရန်ကြီးအဆင့်ကောင်းနေတာမျိုးမဟုတ်တလို့ခြေစွမ်းကလည်းအဲ့လောက်ထိကောင်းနေတာမျိုးမဟုတ်ဘူး Chelsea အသင်းအတွက်ကဒီအဆင့်ကလည်းပြဿနာမရှိဘူးဗျဒီပွဲကိုဘာလို့ပွဲချုပ်သုံးသက်ချက်လုပ်ပြီးလဲနောက်ထပ်ပွဲစဉ်တွေမှာ Chelsea အသင်းဘယ်လိုမျိုးရလဒ်တွေထွက်လာနိုင်ချေရှိတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောချင်လို့ကျွန်တော်ပွဲချုပ်သုံးသက်ချက်လေးအနေနဲ့တခါလေပြောပြပေးပါပါကြောက်ဒီ Jagarden အသင်းကတော့ကြောက်ပြည်သက်တွေတော်တော်များများလဲ အာတိတာနဲလိုက်မယ်တော်တော်ကြောင်းနဲ့လည်းတော်တော်လေးဝေးတဲ့အတင်းတင်းဖြစ်တဲ့ကြောင်မလို့သူတို့ရဲ့ခြေစွမ်းဒီကစားသမားတွေကိုတော့တောင်တောင်တိတ်တိမှာမဟုတ်ဘူးဒါမဲ့ဒီ conference ပွဲစဉ်တောက်လျှောက်အနည်းစားဆုံးပြောရမယ်ဆိုလို့ညီမဆက်ကြောက်အတင်းအဆင့်ရှောင်းထွက်အဆင့်ကနေစပြီးတော့ကြည်လာမယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ခြေစွမ်းလေးတွေကိုနည်းနည်းတိကောင်းတိနိုင်တယ်ဒါမဲ့လည်းကျွန်တော်တို့တေချာချင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ Chelsea နဲ့ဒီအတင်းနဲ့ဆိုတာကတော့ဒါဘောလုံးခြေစွမ်းအရာတော်တော်လေးကိုကွာဟနေတယ်ဒါမဲ့လည်း Chelsea အတင်းဒီပွဲမှာသူတို့အနေနဲ့ဘလို့လူထုပ်ပုံတွေပွဲထွက်လာမယ် မာရစ်ကာနီနဲ့လေကျွန်အများတန်းသူ့ရဲ့စကားတွေကကျွန်ချယ်ဆီပရိသတ်တွေကိုဟိုပြောမယ်ဆိုလို့ရှိရင်ဒေါသဖြစ်စီတယ်ဗျာ။ तू ကတော့ तू ရဲ့ तू ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းပြောလိုက်တာပဲ။ဒါမှမဟုတ်ကျွန် fan တွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးသူသူ့ပေါ်ဒေါသပုံမိသွားလိမ့်မယ်။သူဆိုလို့ရှိရင်အခု तू ကဘာဖြစ်နေတာလဲ။ Champion League ဝင်ခွင့်ရကျင်တာလား။ Conference League ရကျင်တာလား။ကြောသူစကားအမျိုးမျိုးပြောကြောရာဒီအစတုန်းကဆိုလို့ရှိရင် तू ရလက်တွေတော်တော်ကောင်းတယ်။အဲ့ဒီအနေထားမှာတော့ကဒီ Premier League ချန်ပီယံဖြစ်ဖို့သူမမျှော်လင့်ထားဘူး1 2 4ဝင်ခွင့်ရဖို့အလောက်ပဲသူမျှော်လင့်ထားတယ်ဆိုပြီးတော့ပြောတယ်အခုနောက်ပိုင်းမှာယာတီဝါလာလဲကြတော့အခြေအနေဆိုးလာခြေအနေဆိုးလာတဲ့နောက်မှာအခုဆိုလို့ရှိရင်သူ့စကားကဘယ်လိုဖြစ်သွားလဲဆိုတော့ပရီးမီးယားလိမှာဘယ်လိုအဆင်မဲ့ဖြစ်ဖြစ်သူစိတ်ဝင်စားဘူး conference league ကိုပဲအာယုံစိုက်ထားတယ်ဆိုပြီးတော့ဒီ conference league မှာဒါ register တွေပြန်လုပ် conference league မှာဆိုလို့ရှိရင်ဒါခိုးပါမာတို့ဒါထဲ့သုံးရတဲ့အဆင့်ထိတော့သူဖြစ်သွားတယ်အမှန်ဆိုလို့ရှိရင်ဒီ conference league လို့အဆင့်မျိုးကသူ AC ကင်တွယ်လို့ရလောက်တဲ့အနေထားအမှန် premier league ကိုအာယုံပိုဆိုင်တင်နေဟိုကျော်မမတ်ရရ premier league မှာဒီ brandphone နဲ့ပွဲလာမသိလူတွေပောက်ကြရထုတ်ပြီးတော့ကျော်စောက်တလွဲဖြစ်သွားတာအဲ့ဒီမှာတည်းကတော်တော်ကြီးကိုချင်သွားတာဒီကတော့ကျော်အဲ့ပုံစံမျိုးထပ်ပြီးတော့မဖြစ်စေချင်ဘူးသူဘာကိုအာယုံဆိုင်ချင်တာလဲ conference league ကိုအာယုံဆိုင်ချင်တာလားဒါမှမဟုတ် premier league champion league ဝင်ခွင့်ရဖို့အတွက်ကိုပဲအာယုံဆိုင်ချင်တာလား သူကပြာများနေရဗျာဘယ်ဘက်ကိုတွားကျင်လို့တွားကျင်မှမသိဘူးကျွန်တော်ဖန်တွေအတွက်ကလည်းတော်တော်လေးကိုဒါအာယုံနောက်စီရယ်ပေါ့အဲ့လိုမျိုးဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ချယ်ဆီအသင်းဒီယာဒီကုံတဲ့ခါကြာလို့ရှိရင်အောင်မြင်မှုတစ်ခုခုရဖို့ဆိုရင် Conference League ဖလားတော့ရနိုင်ချေရှိရယ်ဗျာ Conference League ဖလားရလို့ရှိရင် Europa League ကံမယ်ဒါမဲ့အဲ့လိုမျိုးမဟုတ်ကျွန်တော်ကလည်း Champion League ကြည့်ကျင်တယ် Champion League မှာကစားစီကျင်တယ်အဲ့လိုမျိုးဖြစ်တဲ့အကြောင်းမလို့ Premier League ကိုတော့ပို့ပြီးတော့အာယုံဆိုင်စီကျင်တယ်ဒီအသင်းကချယ်ဆီအသင်းအတွက်မိုင်းတာပဲဘာမှမဖြစ်သူတို့ဘလို့ပဲကန်ကန် ဒီအသင်းကတော့သူနောက်တစ်ဆင့်ကိုတက်တယ်ဗျာ final အဆင့်ကိုတက်တယ် final ကြမှာပဲကြည့်ရမှာတဖက်ချမ်းမှာကတော့ real betting နဲ့ကျော် freewin dina ကနှစ်သင်းတွေ့နေရဆိုတော့အဲ့နှစ်သင်းတွေကတက်လာတဲ့တသင်းသင်းကို chelsea ကဒါ final မှာရှင်ပြီးတော့ကစားရမှာအဲ့အချိန်မှာပဲ chelsea အသင်းရဲ့အဆုံးဖြတ်ကိုကြည့်ရမှာဒီနှစ်သင်းကလည်းမနိုင်ပြောမယ်ဆိုလို့ချင်း chelsea လို့အဆင့်တန်းနဲ့ easy ကန်တဲ့နဲ့အနေထားဒါမဲ့အခုခြေစွမ်းအရာဒီနီးပြားနဲ့ဒီကစားသမားတွေနဲ့ကကျွန်တော်တို့အဲ့နှစ်သင်းကိုတောင်းသွားပြီးတော့ဟိုအထင်သွားသေးလို့မရဘူး ဒီခြေစွမ်းနဲ့ကကျုပ်ဘာမဆိုဖြစ်သွားနိုင်တဲ့အနေထားဖြစ်တဲ့ကြောင့်မို့ချက်စီတင်ဘာပဲဖြစ်ဖြစ်ပေါ့ရော်လို့မရဘူးအမှန်တမ်းပြောဆိုရှင်တော့နှစ်ခုလုံးဖြစ်ချင်တာပေါ့ဗျာချန်ပီယံလိဝင်ခွင့်လည်းရချင်တယ်ကွန်ဖရင့်လည်းလိုချင်တယ်အမှန်သူဒီကရုံးပြားများနေတာနဲ့ကိုကျွန်တော်တို့တောင်ဘာဖြစ်ချင်လို့ဖြစ်ချင်မှမသိတော့ဘူးအခုလက်ရှိဒီပွဲကတော့ချက်စီအသင်းဒါပုံမှန် line up အတိုင်းပဲ ပွဲထွက်ပြီးတော့ကစားလိုက်မယ်ဒါပေမဲ့လူငယ်ကစားသမားတွေဦးစားပေးမယ်ဆိုတာထက်သူ့အနေနဲ့ပရီးမီးယားလိကိုအာရုံစိုက်ချင်တယ်ဆိုလို့ရှိရင်တော့ပရီးမီးယားလိမှာတောက်လျှောက်ကစားပေးနေတဲ့ကစားသမားတွေကိုအနားပေးသင့်တယ်လို့တော့ကျွန်တော်ထင်ပါတယ်ပရိသတ်ကြီးမြန်မာဆိုလို့ရှိရင်ရောဒီ Chelsea ဒါ Conference League ပွဲစဉ်အတွက်ဘယ်လိုမျိုး line up တွေပွဲထွက်လာလိမ့်မယ်လို့ထင်လဲကျွန်တော်ခုမြပြောပြသွားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတွေဘယ်လိုမြင်လဲ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင် MM Media ကိုအဆုံးထိရှိပြကြရပရိသတ်တယောက်ရှင်နိုင်ကိုထူပဲကျေးဇူးတင်ရှိပါတယ်အခါသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေရကျွန်တော် MM Media ရယ် Facebook YouTube TikTok တို့ကို like subscribe လုပ်ပြီးတော့ဆောင်ကြည့်နိုင်ပါတယ်။ဘောလုံးမွဲတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့လည်း www.mmmedia.stream မှာ comment တိုင်းလိုက်ဝင်ရောက်ရှုနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်စီနေမှာပြန်လည်ဆောင်ပြေးကြပါမယ်။ကျွန်တော်ရောအစီအစဉ်တက်ဆက်သူကိုဆွဲပါ